ငါတို့က AI နေပါမိုင်းဟေးငါတို့ဘယ်လိုလုပ်လဲဆိုတာကိုဒီမှာပြထားတယ်ကြည့်လိုက်ဟုတ်ဒီဗီဒီယိုကတော့ဗောနော်ကျွန်တော်အင်္ဂလိပ်လိုစာတန်းလေးရေးလိုက်အောင်နဲ့ဒါမြန်မာစကားပြောဒီဖန်တီးနိုင်တဲ့ AI video ဖြစ်ပါတယ်ဗောနော်ဒါမိတ်ဆွေတို့လည်းဒါ TikTok တွေ Facebook တွေပေါ်မှာဒါဘလူးပြန်နေအောင်တွေ့ပြီးွားပြီးဗောနော်အဲ့တော့ဒီလိုမျိုးဗောနော်ဒါ Google ရဲ့ video 3နောက်ဆုံးပေါ်မှာဆိုရင်ဒါမြန်မာစကားပြောထည့်အောင်နဲ့ဒါမြန်မာလိုအတန်တွေပါပြင်းပြင်းထန်ထန်ထွက်လာနိုင်ပြီဗော အော်ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီလိုမျိုး Google Video တွေဘယ်လိုမျိုး free သုံးမလဲเนาะဘယ်ကနေဘယ်လိုသုံးလို့ရလဲပြီး account ဖွင့်နေနေကျွန်တော်ဒါ step by step ဒါ prompt ရေးနေတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တာမလို့ဒါဗီဒီယိုလေးမှာကြည့်ရှုနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါဗီဒီယိုလေးကိုစာလိုက်အောင်ဟောစကမ်းဆက်ကျွန်တော်ကတော့ဝိန်းချူနီယာပါကျွန်တော်လက်ရှိထိုင်းမြန်မာကလုပ်ငန်းတွေကိုဒါ marketing service တွေဒါ AI service တွေကိုဝန်ဆောင်မှုပေးနေတူတူဖြစ်ပါတယ် GuruTech X နဲ့အတူအလန်းစား AI ကြောညာတွေဖန်တီးလိုက်ပါ။အရင်ဆုံးပေါ့နော်ကျွန်တော်ပြသွားမှာကတော့အရင်ဆုံးဒါ Google ရဲ့ AI tool တစ်ခုဖြစ်တဲ့ဒါ Veo 2ပေါ့နော် Veo 2နဲ့ Veo 3ကိုပြသွားမယ်။အဲ့တော့ Veo 2ဆိုတာကတော့သူကဒီရုပ်မြင်အတန်မကြားပေါ့နော်။အဲရုပ်တော့မြင်ရတယ်ဒါပေမဲ့အတန်ဒီပါရီစကားပြောနေပါရီမကြားဘူး။ဒါကြတော့ဘယ်သူမှစိုးထုတ်လို့ရတယ် free ထုတ်လို့ရတယ်။ကိုက Gmail account လေးတစ်ခုရှိအောင်နဲ့ဒါ free ထုတ်လို့ရတယ်ပေါ့နော်။အဲ့တော့ โอเคအဲ့တော့ကျွန်တော်တို့ဒါ Google View 2ကို free ထုတ်တဲ့ပုံစံမျိုးလေးချက်တော့ပဲပေါ့အဲ့တော့လူတိုင်းမှာ Gmail account ရှိမှာပေါ့နော် Gmail account ရှိပြီโอเคဝင်လိုက်မယ် Google ဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီဟာမျိုးတော့အသေးစိတ်ကိုတော့ဟိုအရင်ကတခါတော့လုတ်ပူးပူးရယ်ပေါ့နော်ဒါပေမဲ့ဒီမှာပြန်ပြလိုက်ပြန်ပေါ့အဲဒီ video 2ကိုဆန်လေးပဲပြန်ပြလိုက်မယ်โอเคအဲ့တော့ကျွန်တော်တို့ like ကိုလိုက်မယ်ပေါ့နော်အဲ့ဒါလေးလောက်လိုက်မယ်တခုတော့ရှိရဲမြန်မာနိုင်ငံလူတွေ join မယ်ဆိုရင်တော့ဒါ VPN တော့လိုမယ်ဟုတ်တယ် Google ကလက်ရှိက နည်းနည်းဟိုမြန်မာနိုင်ငံကို restricted တွေလုပ်ထားဆိုတော့ VPN လုပ်ရအောင်เนาะ VPN လုပ်တခြားနိုင်ငံဆိုရင်တော့ VPN မလုပ်အဲ့တော့ကိုက Gmail ဘိုင်းနဲ့ join join မျိုးရပြီဆိုရင်တော့ဒီလိုရပဲပေါ့เนาะအဲ့တော့လောလောဆယ်ပေါ့เนาะမပြောခင်ကျွန်တော် Google AI Studio မှာနောက်ထပ်ဘာ update အစ်စ်တွေဝင်လာလဲဆိုတာပြောမယ်ပေါ့เนาะအခု Google AI Studio နဲ့ဘာတွေလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ကဒါ imaging ဆိုရှေပါသူကပုံထုတ်တာပေါ့လက်ရှိမှာအကောင်ဆုံးပေါ့နော်အကောင်ဆုံးဒါ imaging 4 ठी ထွက်ပြီးွားပြီပါကျွန်တော်2 3 4အခုဆို4ရောက်နေပြီအဲ့တော့ပုံ ထုတ်လို့ရတယ်ကျွန်တော်ဒီမှာတော့ပုံထုတ်တာမပြောတော့ဘူးပေါ့နော်အဲ့တော့ဗီဒီယိုပဲပြောမယ်အဲ့တော့ဒီမှာဆိုရင်အတန်းပေါ့နော်ကိုယ့်ရဲ့အတန်းမှာကျွန်တော်အရင် page မှာဒါဗီဒီယိုလေးလုပ်တယ်လေနောက်ခံအတန်းကြီးရဲ့ဒီကနေလုပ်တာပေါ့နော် free ပဲအဲ free ရတယ်ကျွန်တော်ဟိုမှာဒါဆို2ယောက်ပြောပါပေါ့2ယောက် podcast ပြောတဲ့ပုံစံမျိုးလေးလုပ်ရရတယ်ဒီ single speaker audio ဆိုရင်တော့2ယောက်ပြောတယ်အဲ sorry 1ယောက်ပေါ့နော်1ယောက်ထဲကနေကိုယ့်ရဲ့ဒါမြန်မာလို script တွေပါထည့်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်မြန်မာလို့အတန်းလည်းတော်တော်လေးကောင်းတယ်အတန်းတွေလည်းရွေးလို့ရတယ်ပေါ့နော် โอเคအဲ့တော့ဒါကတော့ကျွန်တော်နောက်ပိုင်းမှာလုတ်ပြပေးွားမယ်အဲ့တော့လောလောဆယ်ကျွန်တော်တို့ VO2 ပေါ့နော် VO2 နဲ့ထုတ်မယ်โอเคအဲ့တော့ VO2 ဆိုရိုးရှင်းရှင်းမယ်တို့ကဒီလိုရမယ်အဲ့တော့ allow access လုပ်လိုက်မယ်ပေါ့နော်โอเค allow access ရပြီဆိုရပြီပေါ့နော်အဲ့တော့ဒီမှာတစ်ခုရှိရတာက Google ကနောက်ပိုင်းမှာဒီလိုမျိုးအစမ်းထုတ်တဲ့လူရဲများလို့ကျွန်တော်တို့ restricted လုပ်တာရှိတယ်အဲ့တော့တစ်ခါလေးကြာရင်ကိုထုတ်လိုက်ရင်မရတာမျိုးဖြစ်တတ်တယ်ဒါက ဒါအကုန်လုံးဖြစ်တာပေါ့နော်ကျွန်တော်တို့ဒါ free free ကိုကန့်တက်လိုက်တာပေါ့လောလောဆယ်ကျွန်တော်ဒါ prompt လေးတစ်ခုရေးပြီးတော့ထုတ်ကြည့်လိုက်မယ်ပေါ့နော်โอเคဒါကျွန်တော် copy ကူထားပြီးတော့လုပ်လိုက်တယ်ပေါ့နော်အဓိကတော့အဲကျွန်တော်မြန်မာလို့ပဲထည့်လိုက်မှာ beautiful မြန်မာ woman bamis woman ပေါ့နော် bamis woman အဲကွာ ဒီ collagen prompt တခုပေါ့နော်အဲ core က prompt ကိုပြည့်ပြည့်စုံစုံပေးထားဖို့လိုရယ်ပေါ့နော်တကယ်လို့ကိုကမပေးတတ်ဘူးဆိုရင်လည်းကိစ္စတော့မရှိဘူးကျွန်တော်တို့အဲ Google Gemini တို့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် ChatGPT တို့ပဲဖြစ်ဖြစ်အဲကို prompt ကောင်းကောင်းပေါ့နော်မကို login တဲ့ပုံစံပေါ့ကို login တဲ့ပုံစံပေးပြီးတော့ဒီအတွက် test to video prompt ကောင်းကောင်းလေးထုတ်ပေးပါဆိုပြီးတော့အင်္ဂလိပ်လိုထုတ်ပေးပါဆိုပြီးပြောလိုက်တိုင်းတော့ဒီလိုမျိုးထုတ်လာလိုက်မယ်ပေါ့နော်ထုတ်လာလိုက်မယ် Okay အဲ့တော့ကျွန်တော်ရပြီဆိုရင်စမ်းကြည့်အောင်မယ် run လိုက်အောင်မယ်နော်ကိုက blue ratio login လဲ လောလောဆယ်8 second အထိပဲရတယ်ပေါ့နော်720 resolution p resolution ရမယ်အဲ့တော့ထုတ်လိုက်မယ်ပေါ့နော်အဲ့တော့ free ရလားမရလားကြည့်မယ်အဲ့ဒီမှာတော့မပြားရတဲ့အတိုင်း free မရတော့ပေါ့နော် high demand ဖြစ်နေရပေါ့အဲ့ဒါဒီကတော့ဒီလိုမျိုးကြုံရတတ်တယ်အဲ့တော့ဒီလိုမျိုးကြုံလာတဲ့ခါကျရင်ဘယ်လိုလုပ်မလဲပေါ့နော်ဘယ်လိုလုပ်မလဲသူကတရက်ကိုနောက်ပိုင်းဆိုရင်တစ်ခုလောက်ပဲပြေးထုတ်တော့တယ်အဲ့ဒါကြောင့်လို့ဒါမရမှဖြစ်တတ်တယ်ပေါ့နော်โอเคအဲ့တော့ဘယ်လိုမျိုးကြော်ခွာပြီးတော့လုပ်မလဲဆိုတာမျိုးတစ်ချက်ပြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကြော်ခွာပြီးလုပ်ဖို့ဆိုရင်ကျွန်တော်တို့ အဲကိုယ့်ရဲ့ email တခုလောက်သွားလိုက်မယ်ပေါ့နော်ကျွန်တော်ဒါကတော့အရင်ကထုတ်ခဲ့ email ပဲ email ထဲမှာသွားပြီးတော့ကျွန်တော် Google Gemini ဆိုတာလေးဝင်မယ်ပေါ့နော် Google Gemini လေးဆိုတာဝင်မယ်ဒီမှာတခုတည်ရမှာကတချို့ email တွေကကျွန်တော်တို့ကအမ်ပေါ့နော်ဟိုပါပေါ့ Gemini တော့တုံးလို့မရရှိတယ်အဲ့တော့ Gemini တုံးလို့မရအောင်ကျွန်တော်မရအဲ့ဆိုတော့ email အစ်စ်ပြန်လုပ်ပေါ့နော် email အစ်စ်ပြန်လုပ်လို့ရမယ်အဲ့တော့ email အစ်စ်ဖွင့်လို့ ဒီရတဲ့လူတွေကဖွင့်မယ်တကယ်ကိုယ့်ရဲ့ email ရကနေအရင်ရှိပြီးသား email ရကနေဒီလိုမျိုးလေးပေါ်လာပြီး hey ဆိုရင်တော့ဒါဆိုရင်တော့သုံးလို့ရပြီပေါ့နော် okay သုံးလို့ရပြီဆိုတော့ဒီမှာတော့ဒါကျွန်တော် ChatGPT mail တို့လိုပဲကျွန်တော် pro level flash email တွေဒါပေမဲ့ဒီမှာ video ထုတ်တဲ့ button မပါသေးဘူးပေါ့နော်အဲ့တော့ video ထုတ်တဲ့ button မပါသေးဘူးဆိုတော့ကိုယ်ကဘာလုပ်ရမလဲဆိုတော့ upgrade ဆိုတာလေးကိုနှိပ်ရတယ်ပေါ့နော် upgrade ဆိုတာလေးကိုနှိပ်မယ် upgrade ဆိုတာလေးနှိပ်ပြီဆိုရင်အဲ့ဒီမှာပေါ့နော် Gemini Pro ဒါအခုကျွန်တော် Facebook page ဒီမှာရောင်းစနေကြပဲ then အဲတကောက်5000 6000သက်ဖြစ်မလို့ရောင်းရောင်းနေကြအဲ့ဒါကိုက account free ယူလို့ရတယ်ပေါ့နော် free ကိုဘယ်လိုယူမလဲဆိုရင်ခုနပြောတဲ့ဒီဟာကို upgrade ကိုနှိပ်လိုက်ပြီဆိုရင်ဒါဒီမှာဆို V0 ပေါ့နော်ကျွန်တော် V02 ထုတ်လို့ရမယ် V03 ဒီတော့မြန်မာအတန်နဲ့အခုထွက်တဲ့အတန်လေးဆိုရင်ကျွန်တော်တို့ကတရက်ကို၃ခုထုတ်လို့ရမယ်ပေါ့နော်၃ခုထုတ်လို့ရမယ် high quality video တွေထုတ်လို့ရမယ်တခြားသော width တွေရောတခြားသောဒီ Google feature အများကြီးရတယ်ပေါ့နော် ဲ့တော့အရင်ဆုံးတို့ကတလ free ပေးထားတယ်ပေါ့နော်တလ free ပေးထားတာဖြစ်တဲ့တော့ကျွန်တော်တို့ဒါတုံးရပေါ့နော်အဲ့တော့ကျွန်တော် get offer ဆိုတာလေးကိုနှိပ်မယ်ပေါ့နော်ခါလေးကျရင် get offer နှိပ်လိုက်ရင်လည်းမရတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့တော့ရမရအချက်ကြည့်လိုက်မယ်အော်အဲ့မှာပေါ့โอเคကျွန်တော်ဒီကတော့โอเคရတယ်ပေါ့နော်အဲ့တော့ Google account ရတယ်ဆိုပြီးတော့တို့က payment ကတ်ဒီရေးခိုင်းမယ်ပေါ့နော်အဲ့တော့ဒီမှာတိထားမှာကကျွန်တော်က cat စချင်းထည့်လိုက်တာနဲ့ account အတန်းမဖြတ်ဘူးပေါ့နော်သူကတလ free trial တုံးတယ်ဒါပေမဲ့ကိုယ့်ရဲ့ cat ကတော့အစစ်အမှန် cat တော့ဖြစ်ရမယ်ပေါ့နော်အဲ့တော့ မြန်မာကလူတွေလည်းကျွန်တော်အခုအတီးရဲမှာလောက်တာတော့ visa card တို့ master card တို့နဲ့ရတယ်အဲကျွန်တော်ကတော့ဒီလက်ရှိ time မှာဖြစ်တဲ့အတွက် time card နဲ့ရတယ်ပေါ့နော်ဒါမှမဟုတ်ကိုကအဲတခြားတော့ shopee pay တို့တခြားတော့ paypal တို့ပါလို့ရှိရဆိုရင်ရတယ်အဓိကကပတ်စံလေး maybe နည်းနည်းတော့ရှိရပါဘောနော်နည်း100 200 300တော့ရှိထားရှိထားပြီးရင်ထည့်ထားလိုက်တယ်ဆိုရင်ရတယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ကျွန်တော်တော့မထည့်တော့ဘူးเนาะအဲ့တော့လောလောဆယ်ကျွန်တော်ဟိုဟာဖြစ်တဲ့ဆို ဟုတ်တယ်အော်ထည့်ထားတဲ့ဟာကိုကျွန်တော်ပြလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်လောလောဆယ်အမ်ဟောဖြစ်လိုက်မယ်ပေါ့နော်ဒီစင်ကြော်လိုက်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကတ်တွေပိုင်းထည့်သွားပြီဆိုတော့ကျွန်တော် Gemini AI Pro Plan ရမယ် Gemini AI Pro Plan နဲ့ဆိုရင်တော့ကျွန်တော်တို့က free ထုတ်လို့ရမယ်ပေါ့နော်ဒါတော့ကျွန်တော်ခုန Gemini ဒီတိုင်းပဲထုတ်ထား Gemini AI Pro Plan လေးကိုလောက်လိုက်တယ်အဲ့တော့ကျွန်တော်ခုနပြော Gemini ပါတယ်ဝင်မယ်အဲ့တော့ Gemini နဲ့ဝင်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဘာပေါ်လာမလဲဆိုရင် အဲဒါဗီဒီယိုထုတ်လို့ရရတဲ့ level ဖြစ်ဖြစ်သွားပြီပေါ့နော်ကျွန်တော် video 2ဆိုပြီးထုတ်လို့ရဒါမှဆိုရင် video 2 and ထုတ်လို့ရပြီပေါ့နော်ဒီကနေတွားပြီးထုတ်လို့ရပြီအဲ့တော့ဒီမှာဆိုရင်တရက်ကိုခုနပြောလို့ကျွန်တော်6ပုံရတယ်တကယ်လို့ကိုကခုနပြောရ video 3ထုတ်ချင်တယ်ဟေး okay video 3ထုတ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲ okay နောက်တစ်ဆင့်မှာတစ်ချက်ပြောမယ်ပေါ့နော်အဲ့တော့လောလောဆယ်ကျွန်တော်ခုနကဒါအစမ်းတစ်ခုထုတ်ပေးလိုက်မယ်ပေါ့နော်ခုနရေးထားတဲ့ prompt ကိုပဲကျွန်တော်ထုတ်လိုက်မယ်အဲ့တော့ ဒီထုတ်တဲ့နေရာမှာလည်းခုနကပြောလဲကိုယ့်ရဲ့ hyper realistic ဖြစ်တဲ့ 4K resolution လိုချင်တယ် cinematic လိုချင်တယ် drone shot လိုချင်တယ်ဒါတွေပြင်စသဖြင့်အမျိုးမျိုးထည့်ရမှာပေါ့နော်အဲဒီမှာဆိုကျွန်တော်တို့ generate video လုပ်နေပြီအဲ့တော့အရန်လွယ်ကူပါတယ်ကျွန်တော်တို့နော်စာလေးအကြောင်းရေးုံနဲ့ထည့်ရမယ်အဓိကကြော်ခွားရဲ့နီလန်းနေလှုပ်တဲ့ပုံပဲလိုရဲပေါ့နော် okay အဲ့တော့ရပြီဆိုရင် ကျွန်တော်ခဏစောင့်လိုက်မယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကျွန်တော်စောင့်နေရင်ဗာပြောချင်တာလဲဆိုတော့ Vero 3ကိုထုတ်လို့မယ်โอเค Vero 3ကိုထုတ်မယ်ဆိုရင်ကျွန်တော်နီလန်း3နီးရှိတယ်ပေါ့နော်လောလောဆယ်ပထမနီလန်းတစ်ခုကတော့ကျွန်တော်တို့ Canva Canva တော့အကုန်လုံးသိရဟုတ် Canva အကုန်လုံးသိလောက်မှာအဲ့တော့ Canva AI ကနေအခုလက်ရှိမှာ Vero 3ကို support ပေးတယ်တလောက် maybe တို့ကအဲ credit တော့တက်မှတ်ထားပေါ့နော်ငါးပုံလား၁၀ပုံလားမသိ free account ထုတ်လို့ရတယ်အဲ့တော့အခုမြန်မာနိုင်ငံမှာရောင်းနေကြရပြကျွန်တော်အာအာ sorry ပေါ့နော် အဲဒါဆိုမစိုးဘောနော်နည်းဒါဗီဒီယိုလေးရရလိုက်ပါနော်ကျွန်တော်ဒီမှာတော့ခုနပြောလို့အတန်မပါဘူးပေါ့နော်အတန်မပါလာဘူးโอเคအဲ့တော့ကျွန်တော်တို့အတန်မပါလာအောင်ပြန်ဆက်လိုက်မယ်ဆိုရင်ခုနအတန်မပါလာဘူးပေါ့နော်ဒါတော့ video 2ပေါ့နော်အဲ့တော့ quality လေးတော်တော်လေးကောင်းတယ်ဒီသူ့မှာဘောဝက်ချန်ဒီပါရှိနေဟာကိုမြင်နေဆိုပုံစံမျိုးပေါ့နော်ရလာတယ်โอเคခုနပြောတဲ့ဟာပြန်ဆက်မယ်ဆိုကျွန်တော် video 3ထုတ်ရတဲ့3နေရာရှိတယ်အဲ့တော့ ပထမတနေရာကတော့ကျွန်တော် Canva ပေါ့နော် Canva ကနေထုတ်မယ်အဲ့တော့ Canva နဲ့ကိုယ့်ရဲ့ account တစ်ခုလုပ်လိုက်မယ်ပေါ့နော်ဒီမှာတည်ရမှာမြန်မာနိုင်ငံတော်တော်များရောင်းနေကြတဲ့ Canva ပေါ့နော် Canva ကအာတော့ education account education account ဆိုရင် Canva AI တော့လို့မရအောင် video 3ကိုထုတ်လို့မရအောင်ဒါပေမဲ့ကိုကဒီ education account မဟုတ်ဘဲနဲ့မေးတစ်ခုနဲ့ပေါ့နော်လောက Canva မသုံးဘူးတဲ့မေးအကောင့်နဲ့အစ်စ်ထုတ်မယ်ဆိုရင်တော့ Canva Pro 1 month free trial ရရပေါ့နော် အဲဝမ်မဝမ်ဘန် free trial ရဲ့မှာကိုယ့်ရဲ့ visa ကတ်လေးကိုဒါပတ်စံမရှိလည်းရတယ်မြန်မာနိုင်ငံကတ်တွေလည်းရတယ်အဲ့တော့ထည့်လိုက်ပြီဆိုရင်တလ free ရမယ်အဲ့တော့တလ free ရပြီဆိုရင် video တွေကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုက education မဟုတ်ဘဲနဲ့ရိုးရိုးလေး Canva Pro ဝယ်သုံးနေဆိုရင်တော့ဒါတောက်လျှောက်ရနိုင်မယ်ပေါ့နော် Okay အဲ့တော့ကျွန်တော် Canva Pro ရလာပြီဘယ်လိုရသွားမလဲဆိုရင်ကျွန်တော် Canva AI ကိုသွားမယ်ပေါ့နော် Canva AI မှာကျွန်တော်တို့ Canva AI လေးဆိုတာလေးအောက်နာလေးမှာနှိပ်လိုက်မယ် နိုင်ပြီးတော့ပြင်ဆိုရင်ကျွန်တော်တို့ကဘာရေးမလဲဆိုတော့ဒီမှာ create a video clip ဆိုပြီးရေးမှာပေါ့နော် create a video clip ဆိုပြီးရေးမှာ okay အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဘာလေးလုပ်ရမှာဆိုရင်ဒီ video clip လုပ်ရတဲ့တော့ video မျိုးမျိုးဘကောဘယ်လိုမျိုးထုတ်မလဲပေါ့နော်ဒီ motion video လေးလုပ်မလားဒါကြော်ညာ video လေးလုပ်မလားဒါမှမဟုတ်ဒီကျွန်တော်တို့ background sharing video လေးလုပ်မလားမျိုးစုံထုတ်လို့ရပါဗျာအဲ့တော့ကိုရီးယားတော့ဒါ video 3ကိုဆမ်းမှာဖြစ်တဲ့အတန်နဲ့မှာဆမ်းမယ်ပေါ့နော်မြန်မာအတန်လေးနဲ့မှာဆမ်းမယ်ဆိုတော့ကျွန်တော်တို့ prompt လေးရေးမယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော် prompt ရေးမယ် prompt ရေးမယ်ဆိုတော့ဒီခေါက်ဗာရေးမလဲဆိုတော့โอเคအဲကုနာဟာကိုပဲကျွန်တော်ရေးလိုက်မယ်ပေါ့နော်ကုနာဟာကိုပဲကျွန်တော်ရေးလိုက်မယ်ဒီခေါက်ကြရင်ကျွန်တော်မြန်မာလိုလေးပါထည့်မယ်ပေါ့နော်โอเคမြန်မာလိုကဘယ်လိုရေးမလဲဆိုတော့ကြည့်မယ်အဲ့တော့ခုနပြောရဲ a cinematic median shop မြန်မာ woman ပေါ့နော် a beautiful Burmese woman in 20အခုနပြောရဲတော့ ကင်မရာကြည့်ပြီးတော့သူ့ရဲ့မျက်နှာမှာဗောနော် scar တွေဒါ watch chain တွေအများကြီးရှိရပဲအဲ့ဒါဟာ watch မျက်နှာမှာလည်း watch chain တွေအများကြီးပဲဆိုရယ်စကလုံးလေးကိုထွက်အောင်ပြောမယ် Okay အဲ့ဒါထွက်အောင်ပြောမယ်ဆိုတော့အဲကျွန်တော်တို့ကဘယ်ဒီနေရာမှာထည့်မယ်ဗောနော်အဲ she says in ကျွန်တော် barmis ဗောနော်ကျွန်တော်မြန်မာလိုပြောရင် barmis voice ဒါမှမဟုတ် barmis language ဗောနော် barmis language အဲ့တော့ အဲဘယ်လိုရေးမလဲကျွန်တော်မျက်နာမှာလဲ watch channel အများကြီးပဲ တော့ကျွန်တော်တို့စာကြောင်းကိုပြန်ပြီးတော့ချိန်မယ်မို့တခါလေကြာရင်တို့က error တက်တယ်ကိုပြောလိုက်တဲ့မြန်မာလိုမပြောတာမျိုးရှိတယ်အဲ့ဒါစာကြောင်းအထားတူမှားတာ ड़ी နော်အဲ့လိုထည့်နေရမှားတာရှိတယ်အဲ့တော့ကျွန်တော်တို့ကပြန်ပြီးတော့ဆက်လိုက်မယ်ပေါ့နော် half volume transition to h c h e e okay okay ကျွန်တော်ရပုံမှန်အဖြစ်မြန်မာစကားတွေဆိုရင်ကျွန်တော်နောက်ဆုံးနားမှာထည့်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ lighting က soft ဖြစ်မယ် hyper realistic shot ဖြစ်မယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်လုပ်ကြည့်လိုက်မယ်ပေါ့နော်โอเค submit submit ဆိုပြီးတော့လုပ်ကြည့်လိုက်မယ်ဆိုတော့စပြီးတော့ thinking ဖြစ်နေပြီပေါ့နော် yes ဟမ် okay error တို့စပြီးတော့ generate လုပ်နေပြီအဲ့တော့ကျွန်တော်တို့ထွက်လိုက်တဲ့ဒါ video 3 model ဖြစ်လားမဖြစ်လားတစ်ချက်ကြည့်မယ်ပေါ့နော် အဲ့တော့ဒါကတော့တဏီပေါ့နော်ဒါကတော့လူတိုင်းနှိပါသုံးလို့ရတယ် VPN နဲ့ခံစီရမလို့ရော USVPN လုံးဆီရမလို့ရောဒါ Canva မြန်မာနိုင်ငံမှာသုံးလို့ရတဲ့အတွက်မြန်မာနိုင်ငံမှာလည်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကအများကြီးထုတ်ချင်နေဆိုရင်တော့ Canva account တွေအများကြီးဖောက်ပြီးအလုပ်လုပ်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါတဏီ Okay နောက်တဲ့တဏီပေါ့နော်နောက်တဲ့တဏီကဘာလဲဆိုတော့ကျွန်တော်တို့ကအာဒီဟိုပါပေါ့နော်ကျွန်တော်တို့ဒီ name တို့ NIM name တို့ပြီးကျွန်တော်တို့ free pick ပေါ့နော် free pick တို့ကနေပြီးတော့သုံးလို့ရပေါ့ဒါမဲ့ဒါကတော့ဝယ်သုံးရပေါ့နော်ကျွန်တော်တို့ Okay အမှဆိုရင်ကျွန်တော်တို့ ဟိုမှာ free pick ဆိုပြီးခေးလိုက်ပေါ့နော် f free free pick ဆိုပြီးတော့ရှိမယ် free pick all in one creative suit ဒါမြန်မာနိုင်ငံ graphic designer တွေပါဆိုတော့ကျွန်တော်သိမယ်ကျွန်တော်ဟို stock image တွေ stock photography တွေစသဖြင့်ပေါ့နော်မျိုးစုံပေါ့နော်အဲမျိုးစုံလို့တာ okay ကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ဒါပေမဲ့သူကကြတော့စဝယ်ရတယ်နော်စသုံးရင်ဝယ်ရဝယ်ပြီးဆိုရင်တော့ credit နဲ့သုံးရတယ်ဗီဒီယို3ဆိုရင် credit ကတော့1000လောက်ရှိတယ်အဲ့မှာဆိုရင်ကျွန်တော်ကသုံးမွားပြီဆိုရင် ဟောကျွန်တော်ဒီအကောင့်နဲ့ကျွန်တော်ဝယ်ထားပါတော့ခဏပြောတခါဝယ်ထားဖို့ရဲ့အဲ့တော့ AI suit ဆိုရရှိမယ် AI suit ကိုမှမှာ AI video generator ဆိုရရှိမယ်ပေါ့နော် AI video generator ဆိုဘာလို့ကျွန်တော်က marketing agency လက်ရှိလုပ်နေဖြစ်တဲ့အတွက်ကျွန်တော် team ကိုလည်း free pick ကိုပေးသုံးထားပါပေါ့နော်အပေးသုံးထားအတွက်ကျွန်တော်ဝယ်ထားတာအဲ့တော့ဒီမှာဆိုရင်သူက free pick က AI မှမဟုတ်ပေါ့နော် any stock တွေအာဒီမျိုးစုံသုံးရတယ်ဗျာ found တွေရောမျိုးစုံသုံးရတယ်အဲ့တော့ဒီမှာဆိုရင်သူက video ဆိုရရှိမယ် video မှာဆိုရင်ကိုကဘယ်လိုမျိုး model ကိုသုံးမလဲ video clean model သုံးမလား video 3 model သုံးမလား clean 2.0သုံးမလားမျိုးစုံသုံးလေးရဗျ minimum သုံးမလားအဲသူမှဆိုတနေရာထဲမှာပေါ့နော်သူကနာမည်ကြီးဒါနာမည်ကြီး AI video ဘောင်းစုံတနေရာထဲမှာသုံးလို့ရတယ်အဲမှဆိုရင်လည်းကိုကသုံးချင်တဲ့ပုံစံမျိုးလေးကိုပြောပြီးတော့ prompt လေးနဲ့ပြောလာရုံပဲပေါ့နော်အဲ့ဒီမှာဆိုရင်ခုနပြောလို့ VO2 လေးရမယ်အဲ VO3 VO3 ရရမယ် VO3 ဆိုမဲ့သူက credit က9200တောင်ကုန်ပါဘောနော်9200ဆိုတော့တော်တော်လေးတော့များတယ်ကျွန်တော်မှာကဒီမှာ credit ကဘယ်လောက်ကျန်သေးလဲဆိုရင် ခရစ်ဒစ်ကတော့18000ပေါ့နော်။တော့ဘလောက်အကောင့်လဲဆိုတော့ကျွန်တော်ကတလောက်ကိုအဲဘန်နဲ့ဆိုကျွန်တော်ဘန်900ဘန်900ဆိုတော့မြန်မာငွေနဲ့ဆိုရင်တော့ဟိုလောက်ရှိမှာ8000ပေါ့9000 8000ပေါ့နော်အဲဝင်းကျင်နဲ့ဝယ်လိုက်တာပေါ့နော်ဒါပေမဲ့ credit ကိုဒီလောက်ရရတယ်တခြားဟာတွေကတော့ဒီ store food တွေပဲ limited ရမယ်ပေါ့နော်အဲတုံးလိုက်ရမယ် okay အဲ့တော့ကျွန်တော်ဒီမှာဒီမှာလဲတခါလဲစမ်းပြရင်စမ်းတော့ပြရတော့ပေါ့ကျွန်တော် credit ကုန်မှာဆိုလို့အဲ့တော့ဒီလိုမျိုးလဲတုံးလိုက်ရပေါ့နော် video 2တွေတုံးလိုက်ရအဲ့တော့ကျွန်တော်အရင်စမ်းထားတဲ့ဟာလေးချက်ပြမယ်ပေါ့နော် ။အင်းရဆန်တာဟာလေးဆိုရင်အမဒါလေးရှိမယ်ပေါ့နော်။အဲဒါမျိုးလေးရှိမယ်ပေါ့။ဒါမျိုးလေးဆိုရင်ကျွန်တော် close up shot ဆိုပြီး prompt ရေးလိုက်တယ်။ prompt ရေးလိုက်တဲ့ဟာကိုအဲသူတုံးနေပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်တို့က white loop နော် minimize white loop 02နဲ့ကျွန်တော်ထုတ်တာ။ဟောတခြားတော့ video 2နဲ့ထုတ်တာရှိရဲ video 3နဲ့ထုတ်တာရှိရဲဒါဆိုရင်ကျွန်တော်တို့ကဘာနဲ့ထုတ်တာ clean နဲ့ထုတ်တာပေါ့နော် clean နဲ့ထုတ်တဲ့ quality ပေါ့နော်အဲ့တော့ဒီလိုမျိုး free pick ကနေထုတ်ရအောင် okay နောက်ဆုံးတနည်းပေါ့နောက်ဆုံးတနည်းကတော့ကျွန်တော်တို့က free ကိုပဲခုနပြောဒါရီကခုနပြော canva sorry ဒီ free pick ကဝယ်ရတာပေါ့နော်ကိုက canva အနေနဲ့မသုံးချင်ဘူးအဲနေ့စဉ်တရက်ကိုသုံးဖို့လေးဖို့လည်းထုတ်ချင်တယ် free လည်းသုံးချင်တယ်ဆိုတော့ကျွန်တော်ဘာကနေသုံးလို့ရဆိုတော့ခုန video 2ပေါ့နော်အဲကျွန်တော်တို့ video 2ဆိုရှင်ပဲပေါ့ဒီမှာထုတ်ခဲ့ video 2ဒီမှာကြည့်လိုက်မယ်ဆို video 2 ठी ပဲရတယ်ပေါ့နော်အဲ့တော့ကိုကသုံးချင်တယ် video 2တွေသုံးချင်တယ်ဆိုရင်ဘယ်ကနေသုံးလို့ရဆိုတော့ USVPN ကြော်ပြီးတော့သုံးလို့ရ Okay USVPN ဘယ်လိုကြော်မလဲ โอเค episode အဲ့တော့အရင်ဆုံးသုံးခဲ့ crop ဟိုဟာတွေပိတ်လိုက်မယ်ပေါ့နော်တစ်ချက်ပိတ်လိုက်မယ် Google Gemini နေပါရဲ့အကုန်ပိတ်လိုက်မယ်ပိတ်ပြီးွားပြီဆိုရင်ကျွန်တော်ကโอเคဒီမှာကျွန်တော် USBPN ကဘာသုံးလဲဆိုရင်ဘာပသုံးလဲဆိုရင်ကျွန်တော်ကဒီမှာ Win Scratch ဆိုတာတွေသုံးတယ်ပေါ့နော်အဲ့တော့လွယ်ပါရဲ့ကျွန်တော် USBPN ရှာတာကကျွန်တော်ဒီကနေပြီးအာ US free USBPN ဆိုပြီးရှာလိုက်တယ် free US VPN Chrome extension ပေါ့နော်တကယ်လို့ကိုကဖုန်းနဲ့ဆိုရင်တော့ကျွန်တော် jam jam လို့အဲ jam jam VPN ရမယ်ပြီးတခြားသောအာ US ရတဲ့ VPN တွေရောရှိရပေါ့နော် jam jam ကမရဘူးထင်တယ်ကျွန်တော် paid plan ပဲဝယ်ရတယ်တကယ်လို့ကို free သုံးချင်တယ်ဆိုရင်တော့ laptop ကနေ Chrome extension ကိုနှိပ်မယ်အဲဒီမှာ Chrome extension တွေအများကြီးရှိရအဲဒီတစ်ခုချင်းစီဆန်းသုံးကြီးပေါ့နော်ဆန်းသုံးကြီး US VPN ရဆိုတော့ကောင်းတယ်ကျွန်တော် လက်ရှိသုံးနေရတော့ WinScribe နော် WinScribe ကတော့မြန်မာနိုင်ငံက ban ထားတာဖြစ်တဲ့တော့ဝင်လို့မရဘူးပေါ့နော်ကျွန်တော်ဒီမှာတော့ဝင်လို့ရတယ် တော့ကိုကဘယ်လိုဖြစ်ဖြစ်ဗျာ USPP ရဲ့တခုခုချိန်လိုက်ချိန်ပြီးသွားပြီဆိုရင်ကိုက V3 တောင်းတော့မယ်ဆိုရင်အဲဒီ USPP ကိုနှိပ်လိုက်မယ်โอเคကျွန်တော်ကဒီမှာ Atlanta American ကိုသွားမယ်ဗျာအမေကောင်နှိပ်လိုက်မယ်โอเคနှိပ်လိုက် connect လုပ်လိုက်မယ်เนาะโอเค connect လုပ်လိုက်မယ်အဲဆိုရင်ကျွန်တော် America ရောက်သွားပြီ America ကိုရောက်သွားပြီဆိုရင်ကျွန်တော်ကဘယ်ကိုသွားမလဲဆိုရင်ခုနကထုတ်ခဲ့တဲ့မီမေးကိုသွားမယ် Gemini နဲ့ကိုပြန်ဝင်မယ် ဒါကတော့ Canva အ Canva AI လေးရပြီနော်ကျွန်တော်ဗီဒီယိုတစ်ချက်ကြည့်ကြည့်လိုက်အောင်မယ်တခုတော့ရှိရဲ့ USB ပြရကတော့ line တွေပါရောကြာသွားတော့ဗောနမျက်နှာမှာလဲဝက်ချန်တွေအများကြီးပဲ Wow မဆိုတာကြာလားမသိဘူးနော်ကျွန်တော်မြန်မာအတန်းမှာတော်တော်လေးအေးထော့သွားတယ်ဗောနမျက်နှာမှာလဲဝက်ချန်တွေအများကြီးပဲ quality လည်းမဆိုးဘူးပေါ့နော်ကိုလိုချင်တဲ့ပုံစံပေါ့နော်ကျွန်တော်ကဒါထုတ်တယ်ဆိုတာကျွန်တော် skin care ကြော်ညာလေးတစ်ခုလုပ်နေရပါဘော skin care ကြော်ညာလေးလုပ်တစ်ခုလုပ်နေရဆိုတော့တခါလေးထုတ်လိုက်တာပေါ့နော်အဲ့တော့ဟို download လုပ်မယ်ဆိုရင်အလွယ်ကူလေးပဲ download အဲဒီနားမှာ download button လေးရှိရယ် download button ဒီနဲ့နှိပ်လိုက်ပေါ့နော်တကယ်လို့ကိုက canva မှာမြန်မာစာသားတွေပါထိုးချင်တယ်ပြင်ချင်တယ်ဆိုရင်လည်း canva editor ကနေပြီးတော့တွားပြီးတော့ပြင်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါ editor ကနေကိုကတကယ်တွားပြင်လို့ရမယ်နော် ကွာတရားတိုင်းမပါခြင်းဆိုရင်အဒီကန်ဗာထုတ်တဲ့ဟာဆိုဟိုဟာဝါတာမက်တောင်မပါဘူးပေါ့နော်ဝါတာမက်တောင်မပါဘူးသုံးလို့ရတယ်ပေါ့နော်အဲ့ဒဲလုံးလို့ရတယ်ပေါ့အဲ့ဒဲကိုကဘယ်လိုလုံးချင်လဲအဲတက်စလီထဲမလားနော်ဗာထဲမလားခုခုโอเคထဲလို့ရတာပေါ့နော်โอเคအဲ့တော့ကျွန်တော်ကန်ဗာထုတ်တာ BY ခုနကဟာပြန်သွားမယ်ပေါ့နော် Google Gemini ကိုသွားပြီးအဲအဲ့ဆိုကျွန်တော်ခုန USB ပြန်ကြော်လိုက်တဲ့ခါမှာဗီဒီယို အောက်ကကြည့်လိုက်ဆို Vero 3နဲ့ထုတ်လို့ရပြီဆိုတာမျိုးလေးပေါ်တယ်ပေါ့နော်အဲ့တော့ Vero 3လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့အဲခုနကပြော Vero 3ကကျွန်တော်ကအရင်မနက်ကကျွန်တော်စမ်းထုတ်ထားတာလေးရှိတော့လက်ရှိတရက်ကိုနှစ်ခုပဲရတော့ပုံမှန်တရက်ကို3ခုမဟုတ်တရက်ကို4ခုပဲပေးတယ်ဒါကတော့ daily limit လေးတွားတာပေါ့နော်အဲ့တော့ sorry အဲ့တော့ကျွန်တော်တို့ကဒီမှာခုနပြောတဲ့အဲကျွန်တော် script video လေးတစ်ခုလည်းထုတ်လို့ရပြီပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ အာဒီမှာလဲကျွန်တော်အစမ်းနောက်တစ်ခုထပ်ထုတ်မယ်ပေါ့နော်ထုတ်မယ်ထပ်ထုတ်မယ်ဆိုတော့ကျွန်တော်တို့ okay ဒီခါကျရင်ကျွန်တော်တို့ဘယ်လိုပါရေးမလဲဆိုတာမျိုးလေးပါထည့်မယ်ပေါ့ okay အဲ့တော့ကျွန်တော်ရေးဆုံးပေါ့နော်ကိုကကိုလိုချင်တဲ့စာကိုအနည်းဆက်ဆုံးပေါ်အောင်ဘယ်လိုမျိုးရေးမလဲ okay ကျွန်တော်အဲ့တခုရေးလိုက်မယ်ပေါ့နော်အဲ့ကိုက အဲကျွန်တော်က okay အဖွားကိုတူပန်းချန်ထဲမှာပန်းမင်ဆိုင်ရင်နဲ့စောင်းချောင်းထိုင်ကိုစူးစမ်းရဒူးတစ်ဖက်ကလုံးဝကိုေးွားပြီးတော့မကိုေးပဲတောင်းခံထားသဖြင့်ရိုင်းနေနဲ့ဖြစ်သွားတယ်ပေါ့နော်ရိုင်းနေဖြစ်သွားတယ်ဒီဟာကိုကော်ကော်ကြီးလိုက်တယ်ပေါ့နော်ကိုပါကိုကြီးစင်းနေစာရေးလို့ရအဲ့တော့ပုံရိပ်ပေါ့နော်ကိုဖော်ကျင်တဲ့ sense ကိုဖော်ကျင်တဲ့ prompt အဲမြင်ကွင်းကိုကိုကြီးလိုက်တယ်မြန်မာလိုပဲကြီးလိုက်မယ်ဘာလို့ကျွန်တော်တို့အင်္ဂလိပ်လိုရေးလဲရတယ်နော်အင်္ဂလိပ်လိုရေးတယ်တော့ဒါကတော့အကုန်လုံးအဆင်ပြေမြန်မာလိုပဲရင်ပြလိုက်တယ်โอเคဒီလိုမျိုးရေးပြီးွားပြီကိုလိုချင်တဲ့ဟာကိုကြောင်းရရေးပြီးွားပြီဆိုရင်ဘာထက်လုံးမလဲ ကျွန်တော်ဒီမှာ2 point ဟိုဟာတောင်းရမှာเนาะကျွန်တော်2.5 pro တောင်းလိုက်မယ်2.5 pro ဘာလို့လဲဆိုတော့ pro 1.5 pro ကကျွန်တော်ပို့ပြီးတော့စဉ်းစားတွေးခေါ်နိုင်စွမ်းရှိเนาะ advanced ဖြစ်တဲ့ AI level ပေါ့ကျွန်တော် chat gpt မှာဆိုရင်တကယ် plus level မှာရှိရ chat gpt 4.0 level လောက်ရှိတယ်ပေါ့เนาะ4.0ထက်ပိုကောင်းတာပေါ့ okay အဲ့တော့ကျွန်တော်ရေးပြွားပြီဆိုရင်ကျွန်တော်တို့က okay အဲ့တော့ဒီ editor ကိုအဲအချိန်မှာအဲ့တော့ဖြစ်သွားဒီ အဲသူမက အဖွားအိုကပေါ့နော်အဖွားအိုကဟိုကအမလေးဒူးနာလိုက်တာဒူးနာလိုက်တာဆိုပြီးပြောမယ်ပေါ့နော်ဆိုပြီးညီးသွားမယ်ညီးသွားမယ်โอเคကျွန်တော်ပို့တိကြမြန်မာအဖွားအိုအသက်အိုအသက် အသက်60ဝင်းကျင် ဘန်ဂျန်နယ်တွင်ပမ်မီဆန်ဆာโอเคโอเคဒီအောင်ရေးလိုက်မယ်ဟိုကိုလိုချင်ပုံစံမျိုးလေးရဘွားဆိုရင်ဟိုဘာဘာ prompt ရေးမယ်အဲ့ဒါကိုအဲအဲ့ဒါကိုကအဲ့ဒါကိုအာအဲ့ဒါကိုအာ Google Video 3မှာထုတ်မှာ video AI video ထုတ်မယ် AI video ထုတ်မယ်အဲ့အတွက်အ test to video DT DT ပေါ့နော် DT ကျွန်တော် DT prompt English လို့ရေးပေးပါရေးပေးပါ option 3မျိုးပေးပါ3မျိုးပေးပါ option 3မျိုးပေးပါဆိုပြီးရှိမယ်ပေါ့နော် option 3မျိုးပေးပါ okay အဲ့တော့ကျွန်တော်အဲမြန်မာ dialogue မြန်မာ dialogue အဲတပင်းကျွန်တော်ပါ camera movement camera movement ပြီး lighting တီအကြထည့်ပေးပါဘယ်ကွာအရင်ဆုံးအဲ prompt ကောင်းကောင်းပေါ့နော်ကိုလိုချင်တဲ့ prompt ကောင်းကောင်းလိုချင်နေဆိုရင်အဲ့လိုမျိုးလေးရင်ရေးမယ်ရေးလိုက်မယ်သူခဏတွေးနေပြီပေါ့နော်သူတခြား analyze လုပ်နေဘာဖြစ်လို့ကျွန်တော် Google Gemini 30ချင်နေဆိုရင်အာ ChatGPT တဲ့30ရရနော် ဒါပေမဲ့ ChatGPT ကမြန်မာစာ analyze လုပ်တဲ့နေရာမှာအရင်မကောင်းသေးဘူးမြန်မာစာကိုပြန်ထုတ်ပြီးနေရာမှာ lower ချက်လေးရှိနေတယ်။အဲ့တော့ Gemini ကောင်းတယ်ကျွန်တော် DeepSeek ကောင်းတယ် DeepSeek ကိုလည်းသုံးလို့ရတယ်ဗောနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်အဓိကကျွန်တော်က prompt ရေးရဲ့အခါမှာဘာလိုချင်လဲဘယ်လိုမျိုးလေးပါပေးမယ် option လေးပါပေးပါဆိုရင်ထည့်ပေးလိုက်ရောဗောနော်အဲ့တော့သူကတခါတည်းခုနပြောတယ်ဟဲ့ရေးလိုက်ရောဗောနော် prompt okay အဲ့တော့ဒီဟာလေးရလာပြီအဲ့တော့ prompt ကို option သုံးမျိုးရှိတယ်အဲ့ဒါမှကိုကြိုက်တဲ့ဟာဗောနော်ကိုဖြစ်ချင်တဲ့ဟာကိုယူရလိုက်မယ် okay ကျွန်တော်ကတော့ချက်ကြည့်လိုက်မယ်

တုံးရပရောင်းကိုတုံးမယ်ရောနောက်ထပ် new chat ကိုခေါ်မယ် video ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်ကပရောင်းကို copy ကူးတဲ့ဟာကိုလာပြီး copy ကူးမယ်အဲ့တော့ကျွန်တော်ပြန်စစ်မယ်ပေါ့နော်အဲ elderly ဒီမှာဆိုကျွန်တော် barmis woman barmis woman approximately အသက်60ရှိမယ်သူ့ရဲ့နေပုံထိုင်ပုံအတွင်းပြင်နေရှိမယ် Hmm, the grandma half is in, she's in, uh, bay and she say, uh, bay, uh, uh, she says in Burmese. She says in Burmese language. မြန်မာလိုပြောမယ်။ခုနကပြောရဲ။ခုနကပြောရဲပေါ့နော်။အော်ကျွန်တော်ပြန်ရေးလိုက်မယ်ပေါ့နော်။ Emily ခါနာဒူးနာလိုက်တာ။ Emily to sorry ဒူးနာလိုက်တေးပါပြီဟဲ့။ เนาะโอเคเตပါပြီအဲ့တော့ကျွန်တော်ပြန်ဆက်မယ်ပေါ့နော်ခုနကကင်မရာကင်မရာ movement တွေပါကျွန်တော်ထည့်တာကင်မရာ slightly follow her movement အဲ reach out to new fan and say say family language တွေပါပြီโอเคအဲ့တော့ကျွန်တော် submit လုပ်ကြည့်လိုက်မှာပေါ့တခါလေးကြာရင် Google Gemini နိုင်ငံမြန်မာလို့အော်ကိုနားမလဲဘူးနားမလဲမှာမဟုတ်မြန်မာလို့မထုတ်ပေးဘူးပေါ့နော်အဲ့ဒါကဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထုတ်ပေးလားမထုတ်ပေးလားတစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ အဲ့တော့အချို့အပြင်ကျွန်တော်စောင့်နေနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော် Google Video 3ကိုသုံးမယ်ဆိုရင် free သုံးလို့ရတယ်ဒီလိုမျိုး USB ပြောင်းကြော်ခွမယ် account ဖောက်မယ် account ဖောက်မယ်ဆိုရင်ကျွန်တော် Google AI Pro Plan ကိုသုံးမယ်1 month free trial သုံးမယ်ပြီးရင်ကျွန်တော်တို့အာ USB ပြောင်းကြော်မယ်ပြီးရင်ကျွန်တော် Video 3နဲ့သုံးမယ်ပေါ့နော်မြန်မာစာထည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကအဆုံးနာလေးဒီမှာ she says in bami language လာမရှိ says in bami dialogue ပြီးတော့ကိုယ့်မြန်မာစကားလုံးလေးကိုရေးမယ် ခြေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါဗီဒီယိုတစ်ခုရလာပြီเนาะတကယ်လို့ကိုက Canva မှာသုံးချင်တယ်ဆိုရင်ကကျွန်တော်ကျွန်တော်ပြောသွားတယ် Canva မှာသုံးလို့ရတယ်တကယ်လို့ကိုက free bit မှာ credit နဲ့ဝယ်သုံးချင်တယ်ဆိုရင်တော့ free bit မှာသုံးရတယ်ပေါ့เนาะတခြားသောဒီ name တို့တခြားသော video generator တွေရှိရဲအဲ့အားတွေမှာလည်းသုံးလို့ရတယ်ပေါ့ဒါပေမဲ့သူတို့က credit နဲ့ဝယ်ရဆိုရင်ဈေးကြီးတယ်ပေါ့เนาะအဲ့လိုမလုပ်လို့အကိုက Gmail account လေးရှိရင်ရှိသလောက်ကိုက video 3တွေကိုထုတ်လို့ရတယ်ပေါ့เนาะ โอเควีดีโอยัดลาไปปะเนาะเราวีดีโอยัดลาไปสู้จี้ละညမတန်ထွက်လားမထွက်လားကြည့်ကြမယ်နော်ညနေကျော်တခါကြီးကျရင် USB VPN ဂျော်နေရဖြစ်တဲ့အတွက် line လေးကြာတာမျိုးတော့ရှိတတ်ပါတယ် နော်ဒီမှာတော့ပါလာအဲတခုခုလို့သွားလို့ပေါ့နော်အဲဒါတော့ဖြစ်တတ်ပါတယ်ကျွန်တော်တို့အဲစေတော့လေးကိုထော်ရဲလို့ပဲတခါတည်းညမလို့မပါဘူးပေါ့နော်အဲ့တော့အဲကျွန်တော်တို့ဒီပေါ့နော်တခါလေးဒီစာထည့်လိုက်တဲ့နေရာမှာလွဲသွားတာမျိုးလည်းရှိတတ်တယ်ပေါ့နော် Google ကကိုထုတ်ပေးတဲ့ဟာကိုနားမလည်အောင်မျိုးလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ စံပါလောက်ပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ဗီဒီယိုမှာတော့ဒါဘယ်လိုမျိုးလေးလုပ်တယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြန်ပြောရမယ်ဆိုရင်ဗီဒီယို3လေးကိုကျွန်တော်ကြော်ညာဗီဒီယိုလေးလုပ်ချင်တယ်ကိုကဇလန်းလေးထုတ်ချင်တယ်ပေါ့ဇလန်းလေးထုတ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့တော့ကိုက Google Gemini script မှာပဲအဲပေါ့နော်အဲ့တော့ကျွန်တော်ကကိုထုတ်ချင်တဲ့ဇလန်းပေါ့ဥပမာဆိုရင်ကျွန်တော်တို့က aliens အဲ aliens from from uh, uh other other planets came to uh came to Yangon City City and soldiers soldiers are attacking them. Or that I don't know. Hello uh please write me please write me uh please write me uh video script to generate ပေါ့เนาะကျွန်တော်က to generate at google video ဒီ google video 3မှာထုတ်မယ် google video 3မှာထုတ်မယ် v i e w tree uh, give me uh, give me ဘောနော uh, give me uh, test to test to video prompt details details for each sense အဲ့တော့ each sense ကျွန်တော်တခုချင်းစီအတွက်ပေးပါဆိုပြီးတော့လောက်ခိုင်းလို့ရတယ်ဗောနော်ကိုကရုပ်ရှင်ဗီဒီယိုထုတ်ချင်တယ်ဒါမှကိုကကြော်ညာဗီဒီယိုလုတ်ချင်တယ်ကိုကပရောဂျက်ကြော်ညာလုတ်ချင်တယ်ကိုလိုချင်တဲ့ဟာတွေကိုအကြောင်းအရာပေးမယ်ပြီးတော့ငါ့အော်ဒီ script ရေးပေးပါပြီးတော့ဒီ test to video prompt ကိုတခုချင်းစီမှာပေးပါအဲ့တော့ကိုကအဲ့ဟာလေးတွေကို တခုချင်းစီကိုထုံမဲထုတ်ဘူးရဆိုရင်ကျွန်တော်တို့ cap cap မှာဆက်မယ်ပေါ့နော် cap cap မှာဆက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါဗီဒီယိုတခုရလာပြီပေါ့နော်အဲ့တော့ကိုကကိုသဘောမကျဘူးဆိုရင်တော့စက်တိုက်ထုတ်နေပြီဟာပေါ့အဲဒီမှာဆိုရင်ကျွန်တော်က sense တွေရလိုက်ပေါ့နော်အဲဒီမှာ sense တွေရပြီအဲ test တို့ video prompt prompt လေးပါပေးတယ်ရွှေတကုံမကူတာ sentiment like this arrival လေးပေးတယ်အဲ sense တွေတခုလေးပေးတယ်ပေါ့အဲ့တော့ကိုကဒါလေးကိုဆန်းထုတ်ကြည့်ဆန်းထုတ်ကြည့်ပြီးရင်အဲလေးကိုထောင်းလို့ဆွဲထောင်းလို့ဆွဲပြီးရင် တောက်ကပါပြင်ဆက်လိုက်ဒါဆိုတော့ကျွန်တော်ဗီဒီယိုကောင်းတစ်ခုရလာပြီပေါ့နော်နောက်နောက်နေ့ဗီဒီယိုမှာလည်းကျွန်တော်ဒါ AI နဲ့အကြောင်းတွေဒါ digital marketing နေ business အကြောင်းအရာတွေကိုမျှဝေပြီးွားမှာဖြစ်လို့ဒါကျွန်တော် channel လေးကိုဒါ like လုပ်ထား subscribe လုပ်ထားလို့ရပါတယ်ပေါ်တော့ဒီ post လေးကကြိုးရှိရဆိုရင်လည်းတခြားလူတွေတီးွားအောင်ဒါဝေမျှလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှာပြန်ဆောင်ကြပါမယ်